ရှိမှာအကိုတွေအများကြီးပဲလေနော်ကျွန်တော်ကိုယ်ဆိုတော့တရားဆိုတော့မင်းသားတွေတကယ်အောင်မြင်နေတဲ့အကိုတွေရှိတယ်သူတို့ကြည့်ပြီးတော့လည်းငယ်အားကြတယ်ကျွန်တော်အနေနဲ့ကတော့ဟိုသူတို့လိုဖြစ်ဖို့ကဘယ်လိုပြောမလဲမိုးနဲ့မြေကြီးကွာပါသေးတယ်ကျွန်တော်အများကြီးကြိုးစားအောင်ပါပါ I don't need a job ငါတို့ကို live machine နဲ့ဒီညမှာ shorty live တွေကားကိုလောက်ကငါရင်ကိုကျွန်တော်နံပါတ်1ကတော့တချင်းဆိုတာပေါ့နော်ကျွန်တော်တချင်းနေပရိသတ်တွေစီအများကြီးရောက်ချင်တယ်အဲပြီးတော့ဒီပရိသတ်တွေနဲ့တသားလေးဖြစ်တဲ့ဆိုတော့အဲပရိသတ်တွေနဲ့တသားလေးဖြစ်တဲ့မင်းသားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်ချင်တယ်ခင်ဗျာဟုတ်နံပါတ်1ကတော့ဆိုတော့နံပါတ်2ကတော့မင်းသားပါ Tendi follow bas ko new boy re ka yan ko mai de yin na ko pin ta de push up so le le kan lai de အဲ20ရာခိုင်နှုန်းလို့ပေါ့80ရာခိုင်နှုန်းတော့သူဗီဇမှာပါပြီးသားဆိုတိုင်ပတ်နေတော့ဒီတည်းကចောင်းသားလေးတွေကတွေ့ပေါ့နော်အဲ့ဒီတည်းကမှဒီနေ့ချစ်ကန်ကန်ကောင်းလေးတယောက်လို့တော့ကျွန်တော်ထင်တယ် အများကြီးတော့ပြပြလို့ကလည်းမရသေးဘူးဆိုတော့ဘယ်လိုပြောမလဲဒီခုညီကိုခုနှစ်ယောက်နဲ့တူကျွန်တော်အကောင်းဆုံးစ조사ထားမှာပါဟုတ်အဲ့ဒါတော့ဒီကျွန်တော်တို့သူပဲအဲဆိုတော့ဒီမေးကြည့်လိုက်ဒီတိကျဆောင်လောမယ့်အပိုင်းဆိုသူတို့အကုန်လုံးအချိန်ပေးရမယ့်အပိုင်းကိုတကယ်ကြောက်ကြတယ် ကျွန်တော်တို့ကျတော့ဒီစတူဒီယိုမှာပဲအချိန်ကုန်နေကြတာများတော့စတူဒီယိုအချိန်ကုန်နေတာများတယ်ကျွန်တော်တို့ရုပ်ရှင်ရိုက်ပြီးကျွန်တော်တို့ကမနက်ထက်ကသွားညချမ်းမှပြန်တစ်ခါကျရင်မိုးလင်းနိုင်စင်းတွေပါပါသွားတာပိုင်းနေရှိရပါတော့အခါကျတော့ကျွန်တော်တို့အမြဲပြောတာငါတို့တချင်းမှတက်ဆိုးလိုက်ရှင်တော့တယ်တနေ့ကုန်ထိုင်နေရတာလေရံပင်မှန်းတာပဲဆိုပြီးဒါပေမဲ့အဲ့မှာကျတော့ကျွန်တော်တို့ကဗမာပညာရလိုက်လေဆိုတော့ကျွန်တော်တို့ကတချင်းလောက်တဲ့အပိုင်းမှာဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်ဖန်တီးမှုကကျွန်တော်တယောက်တည်းပေါ့နော်ကျွန်တော်တို့တီးတယ်ရီးတယ်အဲဆိုလို့ပြောမစင်မတက်ဖို့မဆိုခင်တချင်းမထွက်ခင်လောက်ပဲကျွန်တော်လူတွေနဲ့တွေ့ရတာပေါ့နော်အဲကျန်တဲ့ပိုင်းမှာကျွန်တော်တယောက်တည်းဖြတ်တန်းရတာများတယ်ဒါပေမဲ့အလွတ်တီး ီးရုပ်ရှင်ဘိုင်းမှာကျတော့ကျွန်တော်တို့ဘာအားတာဝါလဲဆိုတော့ဒီ social ဘိုင်းမှာကျွန်တော်တို့အားတာဝါရတယ်ပြီးတော့ဒီကျွန်တော်ဒီ multi testing ပေါ့နော်ကျွန်တော်တို့ဒီဖြတ်ထိုးညံကျွန်တော်တို့ဒီမီးစင်ကြီးကားတဲ့အပိုင်းလေးတွေမှာကျွန်တော်တို့အများကြီးတိုးတက်လာတယ်လို့ကျွန်တော်ခံစားရတယ်အဲဒါကြောင့်လည်းကျွန်တော်ဘယ်လိုပြောမလဲရုပ်ရှင်ဒီရိုက်တဲ့အပိုင်းမှာကျွန်တော်ဟိုကျွန်တော်ကကျတော့အမြင်နဲ့တယောက်တည်းနေတတ်တယ်လို့တယောက်တည်းနေပြီးတော့တတိတတ်တတ်နေရတာကြိုက်တယ်ဒါပေမဲ့ရုပ်ရှင်ရိုက်ပြီးရတဲ့အခါကျတော့ကျွန်တော်ပြောကျကိုကိုကိုဒီဘယ်လိုပြောမလဲ skill တချို့ skill တွေဖြည့်နိုင်တယ်လို့ကျွန်တော်ခံစားရပါတယ်ဟုတ်ရုပ်ရှင်ရဲ့ social app ကိုကောင်းတာလို့ပြောတယ်အဲ20ရာခိုင်နှုန်းလို့ပေါ့ 80ရာခိုင်နှုန်းတော့သူဗီဇမှာပါပြီးသားဆိုတော့တိုင်ပတ်နေတော့အဲ့ဒါတော့ AC ပါပဲဒီအဓိကကြီးကျွန်တော်အမှကျတော့ဘယ်လိုပြောရမလဲကျွန်တော်အကိုတွေမှားမှားတယ်ပေါ့နော်ရေလိုပဲနေလိုက်ပေါ့ဒီရမလားရေလိုလေးပဲပေါ့လိုရောလိုက်ရောညီတွေးဖြစ်အောင်နေလိုက်ရတယ်တော်တော်အဆင်ပြေသွားတယ်အဲ့စကားလေးကအယံတံဝင်ရှိတယ်ကျွန်တော်တို့ဘယ်နေရာရောက်ပေါ့နော်ကျွန်တော်တို့ရေလိုလေးပဲနေလိုက်တယ်ကျွန်တော်တို့အမောင်းနဲ့တွေ့လဲအမောင်းနဲ့ AC ပဲဟေးဟေးဟိုဟိုနော်ဟိုအကိုနဲ့တွေ့လဲအကိုနဲ့ဟေးဟေးဟေးပါအဲ့လိုလေးကတော်တော်လေးအဆင်ပြေတယ်ဟုတ်အဲ့တော့ရေလိုက်ငါးလိုက်မြည်တက်လားအေးရေလိုက်ငါးလိုက်ဖြစ်သွားဟုတ် မော်ဆိုအဲ့လိုတော့မဟုတ်ပါဘူးကျွန်တော်တို့ရှေ့မှာအကိုတွေအများကြီးပဲလေနော်ကျွန်တော်ကိုယ်ရေဆိုတော့ဆိုတော့မင်းသားတွေတကယ်အောင်မြင်နေတဲ့အကိုတွေရှေ့သူတို့ကြည့်ပြီးတော့လည်းငယ်အားကြတယ်ကျွန်တော်အနေနဲ့အကြတော့ဟိုသူတို့လိုဖြစ်ဖို့ကဘယ်လိုပြောမလဲမိုးနဲ့မြေကြီးကွာပါသေးတယ်ကျွန်တော်အများကြီးကြိုးစားအောင်ပါ อืมကျွန်တော်ခုနကပြောသလိုပဲကျွန်တော်ចောင်းသားကရိုက်ရှင်တာလည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲကျွန်တော်ကအမြဲတမ်းဟိုကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်စိတ်ဟိုဖြစ်တာပေါ့နော်တကယ်လုံးမှန်ဆိုရင်ကျွန်တော်တေချာလေးလောက်ရတာကိုကြိုက်တယ်ပေါ့နော်တေချာလေးလောက်ရကြိုက်တယ်ဘယ်လိုပြောမလဲပလန်နဲ့ပေါ့ဒီဒါကဘယ်ဟိုဘယ်ဟာတက်ကတ်ထားပြီးလုံးမလဲဆိုတာကိုရှိရပေါ့နော်ကျွန်တော်ကိုကိုပီကကျတော့အလုံးအလုံးလုံးရအမြဲတမ်းသူကအဲ့လိုမျိုးပလန်တစ်ခုရှိတယ်ပြီးတော့သူသူတာဂတ်ကရှင်းတယ်အဲသူရွေချက်လည်းရှင်းတယ်အဲ့ခါကျတော့ကျွန်တော်ဘယ်လိုပြောစိတ်ချရပေါ့နော်ဟုတ် ကမ်းလမ်းနဲ့ကားမျိုးတွေကတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ခုနပြောလဲပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ဘက်ကဘယ်လိုလဲအချိန်အများကြီးပေးရဖို့တော့အားယူရတာပိုင်းလေးရှိရပေါ့နော်အဲ့ခါကျွန်တော်ကျွန်တော်ရွေးချယ်ပြီးတော့လက်ခံဖြစ်တာပေါ့ဒီကားလေးကကျတော့ကျွန်တော်လည်းတကယ်ကြိုက်လို့ကျွန်တော်လည်းပြီးတော့ဒီ challenge ဖြစ်မယ်လို့လည်းခန်းစားရပါအာကျွန်တော် နံပါတ်1ကတော့တခြင်းဆိုတာပေါ့နော်ကျွန်တော်တခြင်းနဲ့ပြိသက်တွေစီအများကြီးရောက်ချင်တယ်အဲပြီးတော့ဒီပြိသက်တွေနဲ့တသားလေးဖြစ်တဲ့ဆိုတော့အဲပြိသက်တွေနဲ့တသားလေးဖြစ်တဲ့မင်းသားအဲ့လိုမျိုးလေးကျွန်တော်ဖြစ်ချင်တယ်ခင်ဗျာဟုတ်အဲနံပါတ်1ကတော့ဆိုတော့နံပါတ်2ကတော့မင်းသားပေါ့ကျွန်တော်ကလေတကယ်တမ်းပြောရရင်တော့အဲ့လိုမျိုးလေးဟိုရုပ်ရှင်တကားပေါ့နော်ဒီမင်းသားပေါ့နော်လူကောင်းလေအဲ့လိုလူကောင်းပေါ့အဲအဲ့လိုပြောရမလဲသူများအနှိမ့်ဆက်တာခံရတဲ့နေရာရရမှာပြင်းတယ်သူများအနှိမ့်ဆက်တာတို့လူဆိုးတို့ဗန်တို့ဟိုစိုက်ကိုပတ်တို့ ဲ့လိုမျိုးဟိုလူရမလဲဟိုပထမပိုင်းမှာမသိတာပဲမှာနောက်ပိုင်းကျမှဒီကောင်လုံးလိုက်လို့ဒီကားကြီးဒီကားကြီးတိုင်ပတ်သွားတဲ့ကားအဲ့လိုအဲ့လိုမျိုးအဲ့လိုကာရီတာလေးကြိုက်တယ်ခင်ဗျာဟုတ်အေးလေးနဲ့ဆိုးတဲ့ကာရီတာမျိုးလေးကြိုက်တယ်ဟုတ်အဲ့ဟုတ်တယ်အဲ့လိုမဆိုးရင်ဟိုကျွန်တော်တို့ကျတော့လေဟိုဘယ်လိုပြောရမလဲဟိုအဲ့လိုပြောရမလဲဟိုအလုတ်လောက်ရတာကိုကြိုက်တာပေါ့နော်တချင်းဆိုလဲတချင်းဆိုတာတော့ကြိုက်အဲဒီအဲမင်းသားလုံးမယ်ဆိုတော့တရုတ်ဆောင်ရတာကိုကြိုက်တာပေါ့နော် ့ကိုကိုကိုအရင်ကဘယ်လိုပြောရမလဲဘယ်လိုဘယ်လိုပြောရမလဲဟို promote လုပ် promote လုပ်ရတဲ့ဆိုင်ဒီ skill ကို promote လုပ်ရတဲ့အပိုင်းလေးမှာကျွန်တော်အားအားလိုပြောရမှာဝါသနာကြီးတာပေါ့နော်အဲ့ဒါကြတော့အဲ့လိုမျိုးကျွန်တော်ကြောက်ကြောက်တယ်တော့မရှိပါဘူးဟုတ်ကဲ့ဒီကျွန်တော်တို့ဒီခုနှစ်ထည်ညကကျွန်တော်တို့ဒီညီကို9ယောက်ရဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီကိုကြီးကျွန်တော် copy key writer အများကြီးစူးစမ်းပြီးတော့အဲ့လိုပြောပြိတ္တဒီစီကိုမတန်ထူးခြားတဲ့အဲကာလီတကာဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဟုတ် thank you